နေ့စဉ် YouTube ဗီဒီယိုလေးတွေကိုကြည့်ပေးရုံနဲ့ပတ်သက်ဝေလာမှာမဟုတ်ပါဘူးကျွန်တော်အခုပြောပြပေးမယ့် website ကိုအသုံးပြုပေးမယ်ဆိုရင် YouTube ဗီဒီယိုလေးတွေကိုစက္ကန့်ပိုင်းလောက်ကျွန်တော်တို့ကြည့်ပေးရုံနဲ့ပတ်သက်ရစီလာမှာဖြစ်ပါတယ်ရစီလာနဲ့ဒေါ်လာလေးတွေကိုခလေးတူအချိဖြစ်တဲ့ Binance, Bybit, OKX, BK Associate တဲ့ခလေးတူဝေါ်လက်တွေနဲ့ပတ်သက်ထုတ်လို့ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ဒီနေ့ရက်နဲ့လည်းကျွန်တော်တို့ပတ်သက်ထုတ်လို့ရမှာဖြစ်ပါတယ် YouTube ဗီဒီယိုလေးတွေကိုထိုက်ကြည့်ပေးရုံ နဲ့ပတ်ဆက်ရရှိလာမဲ့ဝက်ဆိုက်လေးအကြောင်းကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်တာကြောင့်မလို့စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့ကျွန်တော်ရဲ့ Money Guide Channel လေးကို Subscribe ပါလိမ့်နှိပ်ထားပေးဖို့တောင်းဆိုခြင်းပါတယ်။ဒီအနေနဲ့ YouTube ဗီဒီယိုလေးတွေကိုထိုက်ကြည့်ပေးရုံနဲ့စိတ်ကံပိုင်လောက်ကြည့်ပေးရုံနဲ့ပတ်ဆက်ရရှိလာမှာဖြစ်ပါတယ်။ Okay ဒီလို YouTube ဗီဒီယိုလေးတွေကိုကျွန်တော်တို့ကကြည့်ပေးရုံနဲ့ပတ်ဆက်ရရှိဖို့ဆိုရင်ကိုလူတို့ကကျွန်တော်ပေးထားတဲ့လေးကောင်းတွေတစ်ချေဝင်လိုက်ပြီးဆိုရဲ့ပေါ့နော်။အဲဒီ ဝက်ဆိုင်လေးထက်ကိုရောက်စီလာမှာဖြစ်ပါတယ်ဒီဝက်ဆိုင်လေးထက်ကိုရောက်စီလာပြီးဆိုရဲကိုလူတို့အနေနဲ့ဒီထက်ကနေ YouTube ဗီဒီယိုလေးတွေကိုကြည့်ပေးရုံနဲ့ပတ်စံရောက်စီလာမှာဖြစ်ပါတယ် YouTube ဗီဒီယိုလေးတွေကိုဖလို့ကြည့်ပြီးတော့ပတ်စံဖလို့ဆောင်မလဲဆိုတာလေးကိုပြောပြပေးမှာဖြစ်ပါတယ် Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ကပေါ်လို့ဒီဝက်ဆိုင်လေးကိုဒီဘလော့ဇာကနေဝယ်ပြီးတော့မကြည့်ချင်တဲ့သူတွေဆိုရင်ဒီအပေါ်ကမြေတုပ်ကြားလေးကိုတစ်ချက်နှိပ်ပစ်လိုက်ပါနှိပ်ပစ်လိုက်ပြီးဆိုရင်ဒီမှာ ADD သူဟောဆက်ခွေဆိုရင်နေရာလေးကိုတစ်ချက်နှိပ်ပစ်လိုက်ပါနှိပ် ်ပေးလိုက်ပြီဆိုရဲကျွန်တော်တို့ဒီနေရာလေးမှာဆိုရဲပေါ့နော်ဒီနာမည်လေးတခုကိုရိုက်ထည့်ပေးလိုက်ပါကျွန်တော်ကောက်ဆွဲဒီမှာ NU CK လို့ဒီလိုပဲရိုက်ထည့်ပေးလိုက်မှာဖြစ်ပါတယ်ဒီလိုရိုက်ထည့်ပေးလိုက်ပြီဆိုရဲကျွန်တော်တို့က ADD ကိုနှိပ်ပေးလိုက်ရုံနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ box စကွေလေးတက်ကိုဒီလိုရစီလာမှာဖြစ်ပါတယ် Okay ဒီ website လေးကိုကျွန်တော်တို့က app အနေနဲ့ဒီလို box စကွေလေးတက်မှာတည်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ် Okay ဒီတက်ကိုကျွန်တော်တို့တချေဝင်လိုက်ပြီဆိုရဲပေါ့နော်ဒီနေရာလေးကိုမရောက်လောက်ခင်မှာကိုလူတို့ကဒီခေါ်ခဲ့အကောင့်တစ်ခု နဲ့ site app ပြုလုပ်ပေးလိုက်ပါ Google နဲ့ site app ပြုလုပ်ပေးလိုက်ပြီးဆိုရင်ဒီနေရာလေးကိုရရှိလာမှာဖြစ်ပါတယ် Okay ဒီထက်ကနေကျွန်တော်တို့ကပေါ့နော် YouTube ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ပတ်စပ်ဘလို့ဆောင်လဲဆိုတာလေးကိုပြောပြပေးမှာဖြစ်ပါတယ် Okay ဒီလိုပတ်စပ်ဆောင်ဖို့ဆိုရင်ပေါ့နော်ကျွန်တော်တို့ကဒီအောက်ကဝေးဒေါ်လာပုံစံလေးနဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ โอเคဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ go to ဆိုတဲ့နေရာလေးကိုထပ်မှနှိပ်ပေးလိုက်ပေါ့နော်โอเคကျွန်တော်တို့ဒီမှာဆွဲပေါ့နော် web video ဆိုတဲ့နေရာလေးမြင်တွေ့ရမှာဖြစ်ပါတယ်ဒီကောင်လေးကိုမနှိပ်ခင်မှာကျွန်တော်တို့ကဒီမှာ35စက္ကန့်လောက်ကိုပေါ့နော်ဒီသူပေးထားတဲ့ YouTube video လေးကိုကျွန်တော်တို့ကြည်ပေးလိုက်ရုံနဲ့ဒေါ်လာလေးတွေရရှိလာမှာဖြစ်ပါတယ်โอเคဒီလိုရယူဖို့ဆိုရင်ဒီမှာကျွန်တော်တို့က web video ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ဒီ YouTube app လေးထက်ကိုရရှိသွားပြီးတော့ပေါ့နော်သူပေးထားတဲ့ဒီ YouTube video လေးကိုကျွန်တော်တို့ကစက္ကန့် န်ပိုင်လောက်ကြည်ပေးလိုက်မယ်ဆိုရင်ကိုလူတို့ကဒေါ်လာလေးတွေကိုရစီလာမှာဖြစ်ပါတယ်။ Okay သူပေးထားတဲ့ဒီ YouTube ဗီဒီယိုလေးတွေကိုကျွန်တော်တို့ကစက္ကန့်ပိုင်လောက်ကြည်ပေးလိုက်ပြီဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီလို hooking နဲ့ဒီလိုကျွန်တော်တို့ browser လေးတစ်ခုတစ်ချက်ပြဝယ်ပေးလိုက်ပေါ့နော်ပြဝယ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ရစီလာမယ်ဒေါ်လာလေးတွေကဒီမှာသူကပြပေးထားမှာဖြစ်ပါတယ်။ Okay ဒီလိုနီးနဲ့ပေါ့နော်ကျွန်တော်တို့ကဒီ YouTube ဗီဒီယိုလေးတွေကိုစက္ကန့်ပိုင်လောက်ကြည်ပြီးတော့ဒီလိုဒေါ်လာလေးတွေကိုစောက်ပေးလို့ရမှာဖြစ်ပါတယ်။ Okay နောက်ထပ်အနေနဲ့ကျွန်တော်တို့ကြည့်ချင်တဲ့ tourist တွေပေါ့နော်ဒီမှာ next price video ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့နောက်ထပ်ကြည့်ပြီးတော့ဒေါ်လာလေးတွေကိုနောက်ထပ်အများကြီးကျွန်တော်တို့ software လို့ရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ပြပေးတာမဟုတ်လို့ကျွန်တော်ကဒီ aga cross ဆိုတဲ့နေရာလေးကိုတစ်ချင်နှိပ်ပြလိုက်မှာဖြစ်ပါတယ် okay ဒီနေရာလေးမှာတစ်ခုပြောပြပေးချင်တာကပေါ့နော်သူကတနေ့ကိုအကြေရကန့်တ်ချေပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ video လေးတွေကိုပေါ့နော်ဒီ90နာရီအတွင်းမှာ video ပေါင်း400 ဒီကိုကျွန်တော်တို့ကြီးခွဲရမှာဖြစ်ပါတယ်ဒီကောင်ကဆိုရင်ပေါ့နော်တနေ့ကိုဗီဒီယိုပေါင်း400ထိခဲ့ကျွန်တော်တို့ကြီးခွဲရမှာဖြစ်ပါတယ် okay ကျွန်တော်တို့ရရှိလာတဲ့ဒေါ်လာလေးတွေကိုပတ်စာဘလို့ပြန်ထုံးမလဲပေါ့နော်ဒီနေရာလေးမှာဆက်တူပေးထားတယ်ဒီ YouTube ဗီဒီယိုလေးတွေကိုကျွန်တော်တို့ကကြီးပေးရုံနဲ့ကိုတို့တို့ကဒေါ်လာလေးတွေရရှိလာမှာဖြစ်ပါတယ် okay ဟုတ်ဆိုရင်နေရာလေးကိုကျွန်တော်တို့တစ်ချက်ပြန်သွားမယ်ပေါ့နော်ပြန်သွားလိုက်ပြီဆိုရင်ကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာလေးတွေကဒီမှာသူကပြပေးထားမှာဖြစ်ပါတယ် ဒေါ်လာအပြည့်ပေါ်တော့ကျွန်တော်တို့ကွယ်လေးတွေရရရှိလာမှာဖြစ်ပါတယ်ဒီကွယ်လေးတွေအကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်โอเคကျွန်တော်တို့က YouTube ဗီဒီယိုလေးတွေကိုကြည့်ပေးလိုက်ရုံနဲ့ဒီလိုဒေါ်လာလေးတွေရရှိလာပြီဆိုရယ်ပေါ့နော်ဒီအောက်ကွယ်လေးတွေလည်းကျွန်တော်တို့ရရှိလာမှာဖြစ်ပါတယ်ဒီကွယ်လေးတွေကိုကျွန်တော်တို့ရရှိလာတဲ့အခါမှာဆွဲဒီအောက်မှာကျွန်တော်တို့ဒေါ်လာအနေနဲ့ပြန်လဲလဲလို့ရမှာဖြစ်ပါတယ်ကွယ်ပေါ်မှာတော့ဘလောက်ဆွဲဒီမှာအာကျွန်တော်တို့ရရှိလာမှာဒေါ်လာပမာဏဘလောက်ဆိုပြီးတော့သူကပြပေးထားမှာဖြစ်ပါတယ်ဒီအောက်မှာဆွဲကျွန်တော်တို့ပေးဆောင်ရမယ်ကွယ်ပမာဏနဲ့ကျွန်တော်တို့ရရှိလာမယ်ဒေါ်လာ ပမာဏလေးကိုသူကဒီမှာပြပေးထားမှာဖြစ်ပါတယ်။နဘေးကိုဆွဲပြီးတော့လည်းကျွန်တော်တို့ဒီမှာကြည်လို့ရပါသေးတယ်ပေါ့နော်။ နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီအောက်ကိုဆွဲလိုက်ပြီးဆိုရယ်ပေါ့နော်ဒီမှာကျွန်တော်တို့ကတနည်းအတာတွေရရှိလာမဲ့ဒေါ်လာပမာဏလေးပဲဖြစ်ပါတယ်ဒီမှာဆိုရယ် on time ပေါ့နော်ဒီအောက်မှာဆိုရယ်ကျွန်တော်တို့ကဒီတနည်းအတွေးမှာပေါ့နော်ဗီဒီယိုကိုဖလှပုံကျွန်တော်တို့ကြည်ပြီးပြီလဲဆိုတာလေးကိုသူကဒီမှာပြပေးထားမှာဖြစ်ပါတယ် okay ဒီမှာဆိုရယ် all time ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကဒီထဲကနေဒေါ်လာလေးတွေကိုမြင်များလုချင်တဲ့သူတွေ invite link လုပ်နိုင်တဲ့သူတွေဆိုရယ်ပေါ့နော်ဒီအောက်ကလူပုံစံလေးကိုနှိပ်ပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့က refer လေးတွေကိုလုပ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကိုပိုင်လေး လေးလေးကိုဒီမှာ copy ယူပြီးတော့ကိုလူတို့အနေနဲ့ refer လေးတွေကိုလုံလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရရှိလာမဲ့ data လေးတွေကိုပေါ့နော်ဒီကဒီမှာပြပေးထားမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ host ဝင်နေရာလေးကိုပြန်သွားမယ်ပေါ့နော်ပြန်သွားလိုက်ပြီဆိုရင်ကျွန်တော်တို့ရရှိလာမဲ့ dollar လေးတွေကိုပတ်စံပြန်ထုံးမဲ့နေရာလေးကိုသွားမှာဖြစ်ပါတယ်ဒီလိုပတ်စံထုတ်ဖို့ဆိုရင်ဒီမှာ withdraw ဆိုရင်နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ โอเคဒီလိုနှိပ်ပေးလိုက်ပြီဆိုရဲ့အပေါ်မှာဆိုရဲ့ပေါ်တော့ကျွန်တော်တို့ပတ်စံထုတ်ယူဖို့ဆိုရဲ့ confirm your email address ကိုကျွန်တော်တို့ရဲ့ဒီ email လေးကိုပေါ်တော့ confirm လုပ်ပေးရမှာဖြစ်ပါလေဒီမှာ confirm ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့က confirm လုပ်ပေးလိုက်ပေါ်တော့အပေါ်ဆုံးမှဆိုရဲ့ကျွန်တော်တို့ပတ်စံထုတ်လို့ရမှာအကောင့်ကားဆိုရဲ့ပေါ်တော့ပေးနေရအကောင့်ပဲဖြစ်ပါလေဒီအကောင့်နဲ့ကျွန်တော်တို့ပတ်စံထုတ်မဲ့ဆိုရဲ့0.1 UAD စီးတာနဲ့ကျွန်တော်တို့ကပတ်စံထုတ်လို့ရပြီပေါ်တော့ ဒီအောင်မဆိုရင် TRA ပေါ့နော် TRA ကဆိုရင်ခလီတူဟောလက်ဖြစ်တဲ့ဘိုင်နေဘိုင်ဘီ OKA ဘီကအဆောစီတဲ့ခလီတူဟောလက်ဒီမှာတွားပြီးတော့ကျွန်တော်တို့ကအတလီတကိုယူပြီးတော့အလွယ်တကူကိုလူတို့အနေနဲ့ပတ်စပ်ထုတ်လို့ရမှာဖြစ်ပါတယ်အ ਨੇ စုပ်ပမာဏကဒီမှာ0ဒါရမ35 UAD ဘိုင်ဖြစ်ပါတယ် OK ဒီအောင်မဆိုရင်ကျွန်တော်တို့က Telegram စတောလီတွေကိုလည်းကျွန်တော်တို့လဲလို့ရမှာဖြစ်ပါတယ်ဒီကောင်ကဆိုရင်ပေါ့နော် 1UAD ပြည်တာနဲ့ကိုလူတို့က Telegram စတောတွေနဲ့လဲလို့ရမှာဖြစ်ပါတယ် OK ဒီအောင်မဆိုရင်ကျွန်တော်တို့က ောက်ခရိတ်တူအခြေပြတဲ့ UNDP BEP 20နဲ့ပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်။ဒုကဆွေပေါ်တော့0ဒရမ2 UAD အနေဆုံးထုတ်ခွဲပြီးသားမှာဖြစ်ပါတယ်။ Okay ဒီဒီကျွန်တော်တို့ခရိတ်တူအခြေပြတဲ့ UADD ကဆိုရပေါ်တော့ဘိုင်းနေဘိုင်းပြီး OKAB ကအဆောစီနဲ့ခရိတ်တူ wallet ဒီမှာတွားပြီးတော့ကျွန်တော်တို့ address ဒီကိုယူပြီးတော့ red ကိုဒီနေရာလေးမှာချိန်ဆက်ပြီးလို့ရမှာဖြစ်ပါလိမ့်။ဒီလိုကျွန်တော် wallet account တွေကိုချိန်ဆက်မဲ့ဆိုရပေါ်တော့ဒီမှာ ADD wallet ဆိုတဲ့နေရာလေးကိုတစ်ချက်နှဲပေးလိုက်ပါ။ ။ Okay ဒီလိုနှိပ်ပြီးလိုက်ပြီးဆိုရဲကျွန်တော်တို့ဒီမှာပေါ့နော်ဒီအကောင့်နဲ့ကျွန်တော်တို့ဖွေထားတဲ့သူတွေစေပေါ့နော်ဒီ account ID လေးကိုဒီမှာထည့်ပေးလိုက်ပေါ့ TRI နဲ့ထုတ်ချင်တဲ့သူတွေစေကျွန်တော်တို့ TRI wallet address ကိုဒီမှာထည့်ပေးလိုက်ပေါ့ကျွန်တော်တို့ USDT PEP 20နဲ့ထုတ်ချင်တဲ့သူတွေစေပေါ့နော်ဒီမှာ USDT PEP 20ရဲ့ address ကိုဒီနေရာလေးမှာကျွန်တော်တို့ကထည့်ပေးလိုက်ပေါ့နော်ဒီလိုကျွန်တော်တို့အချင်းလေးတွေကိုထည့်ပေးလိုက်ပြီးဆိုရင်ဒီ account ဈေးဆွဲနေရာလေးကိုနှိပ်ပေးလိုက်ရုံနဲ့ကျွန်တော်တို့ဒီထည့်ခဲ့တဲ့ wallet address ကဈေးဖြစ်ပြီးတော့ပေါ့နော်ပတ်စံထုတ်တဲ့အခါမှာဆိုရင်လွယ်ကူနဲ့ကိုလူတို့ကထု ုတ်လို့ရမှာဖြစ်ပါတယ်။ Okay ဟုတ်ဆိုရင်နေရာလေးကိုကျွန်တော်တို့တစ်ချက်ပြန်သွားကြည့်မှာပေါ့နော်။ပြန်သွားကြည့်လိုက်ပြီးဆိုရဲကျွန်တော်တို့ဒီဒေါ်လာစပုတ်ဆောင်နေလေးတွေကတီးပြီးကျွန်တော်တို့ရရှိလာတဲ့ quality လေးတွေကိုဒေါ်လာလက်ပုံလက်နီလေးကိုလည်းကိုလိုလိုတီးစီရဲပေါ့နော်။ဒီထက်ကနေကျွန်တော်တို့ဒေါ်လာလေးတွေကိုလွယ်လွယ်ကူကူစောက်ပေးပြီးတော့ကိုလိုတို့အနေနဲ့ YouTube video လေးတွေကိုထိုက်ကြည့်ပေးရုံနဲ့ကိုလိုတို့အနေနဲ့ပေါ့နော်။ပတ်စံလေးတွေကိုမြင်မြန်စောက်ပေးလို့ရမှာဖြစ်ပါတယ်။နောက်ထပ် video မှာကျွန်တော်တို့ဒီ website လေးထက်ကနေပေါ့နော်။ပတ်စံထုတ်ပုံထုံနီလေးကိုကျွန်တော်အသေးစိတ်ထပ်မဲ့ပြောပြပေးတော့မှာဖြစ်ပါတယ်။